မင်္ဂလာပါသူစင်လင်းအချင်းဒီမှာဆွေးဆွေးပါတယ်ဒီနေ့မှာတော့မယန်းကုန်းမြို့နယ်ကပိုင်းပြားလမ်းမပေါ်မှာတည်ရှိတဲ့ KR Resident ရဲ့အရှောင်းခန်းလေးတစ်ခုနဲ့ပြင်ဆက်ပေးပါမယ်ရှင်ဒီကလိုဟာဆိုရင်တီးတီးတန်းတန်း luxury တန်ဆန်နဲ့နေတဲ့မိတ်ဆွေများအတွက်ရွေးချယ်တင်တဲ့နေရာလေးလည်းဖြစ်ပါတယ်တမအောင်ဆုံးမြင်တွေ့ရတဲ့နေရာလေးက commercial block အလွာလေးတွေကတစ်ခုအပါအဝင်ဖြစ်တဲ့နေရာလေးပဲဖြစ်ပါတယ် ီကွန်ဒိုမှာအလွာစုစုပေါင်းကဘာပါကရနေစပြီးရေးမယ်ဆိုရင်32ဘာပြီးရှိပါတယ်။ commercial floor အနေနဲ့က9လအထိပါဝင်ပါတယ်။ဒီလာတွေထဲမှာဆိုရင် shopping center, spa, fashion and စသဖြင့် facility ပြည့်ပြည့်စုံစုံပါဝင်တဲ့ကွန်ဒိုတစ်ခုပဲဖြစ်ပါတယ်။ဒီ resident လုံခြုံရေးအရာ technical တွေကို CAD system နဲ့အသုံးပြုထားတာကိုတွေ့ရပါတယ်။ KIA ရဲ့အလွာတိုင်းနေရန်တွေကိုလည်းမှန်တွေနဲ့ decorate လုပ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီခန်းရဲ့ဝင်ဝင်ချင်းမှာ open type kitchen လေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒီခန်းရဲ့အကျယ်က1290 square feet အကျယ်ရှိပါတယ်ဒီခန်းမှာဆိုရင်ဖျားခန်းအတွက်တတိတန့်ပူဇော်လို့ရမယ့်နေရာလေးကိုလည်းဖွင့်ထားပေးပါတယ်ခုမြင်တွေ့နေရတဲ့အခန်းလေးကတော့ master bedroom အခန်းလေးပဲဖြစ်ပါတယ် ဒီအခန်းလေးကအလင်းရောင်ကောင်းစွာရရှိတဲ့အပြင်ကဘာရေးဖျားလမ်းမကြီးကိုအပေါ်စီးကနေရင်တွေ့နိုင်မဲ့ဗျူးကောက်တဲ့အခန်းလေးပဲဖြစ်ပါတယ်။ဒါကတော့ single bedroom အခန်းလေးပဲဖြစ်ပါတယ်။ဒီအခန်းလေးရဲ့ဘေးမှာတော့ကွန်မောင်းတွန်းလက်လေးလည်းပါရှိပါအောင်မယ်ရှင်။ ဒီအခန်းရဲ့ရောင်းစည်းအနေနဲ့သိန်း8500ခေါ်ထားပြီးညှိနှိုင်းစည်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်။ဒီအခန်းလေးကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုဟောပြထားတဲ့ဖုန်းနံပါတ်တွေကိုတိုက်ရိုက်ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်။အခုရောင်းချပေးတဲ့အခန်းလေးက KIA ကွန်တိုရဲ့ဒူးပါရုံအခန်းလေးပဲဖြစ်ပါတယ်။ဒီနေရာလေးကတော့ KIA ကွန်တိုရဲ့23လောင်းမှရှိတဲ့ Infinity Swimming Pool နဲ့အကစားလုပ်တဲ့ဂျင်နီယာလေးပဲဖြစ်ပါတယ်။ ဒီနေရာလေးမှာအင်းအားကံပေါင်းဒိုင်းဟိုအင်းအားကတို့အဆရှိတဲ့နေရာတွေကိုအပေါ်စီးကနေမြင်တွေ့နိုင်တဲ့နေရာလေးပဲဖြစ်ပါတယ်ဒီကုကံမှာအပန်းဖြစ်ရင်လည်းရန်ကုန်တမြို့လုံးရဲ့အလားကိုလည်းမြင်တွေ့နိုင်တဲ့တခုတည်းသောရေကုကံလေးပဲဖြစ်ပါတယ်။ကုလူရဲ့ကပကနေယာဆိုရင်လည်း140လောက်ရှိပါတယ်။ ဒီကွန်တိုလေးကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုစမားရဲ့စူးစမ်းလေးအင်ချန်လေးကိုဆက်သွယ်မေးမြန်နိုင်ပါရဲ့ရှင်ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့သူအားလုံးကိုကျေးဇူးများရှိပါတယ်